ခရစ်တော်အီမီခင်မေရိုမာရီယာအားဗိမာန်တော်တွင်အနံပူဇော်တဲ့ဘွဲတွေဖြစ်ပါတယ်။နဝင်ဘာလ21ရက်နေ့အတွက်ပါရှင်လူကာအခန်းကြီး19ခန်းငယ်55မှ58အထိကိုထောက်ရှုကြပါစို့။ဒီနေ့ဟာလွန်အရေးကြီးတဲ့ point ဒီနေ့ဖြစ်ပါတယ်။မေရော့ခင်မောက်ကိုမိခင်နဲ့ဖခင်ကယေရုရှလင်ကျောင်းပိတ်မှန်တော်ကြီးမှာ ငယ်ရွယ်စဉ်ကာလကလေးကအနန္တပွဲကိုမှတ်တရကျင်းပပါတယ်ဒီပွဲကိုကျင်းပလေးရဲ့ကျွန်တော်တို့တွေဟာဆင်းရဲဒုက္ခများကြာကနေပြီးဟောအားရရှိစေဖို့ရန်အတွက်ထောက်ရှုနိုင်ပါတယ်ကြာနာရခဲ့တဲ့ဧဝံဂေလိကျမ်းစာမှာခင်ခရစ်တော်ကဤအိမ်ဒီစုတောင်းရာအိမ်ဖြစ်ရမည်ဆိုပြီးတော့ ယေရုရှလင်မြို့ကိုဝင်ရောက်လာပြီးဗိမာန်တော်ကိုကြွားရောက်တဲ့အခါမှာဗိမာန်တော်မှာလူတွေကရောင်းဝယ်ဖောက်ကားနေကြတာကိုတွေ့တဲ့အခါပုံငေါက်ခဲတာဖြစ်ပါတယ်။ဒုခိခက်ကကဗိမာန်တော်ဟာဘုရားခင်ရဲ့တန်ရှင်းရာအိမ်တော်အဖြစ်သတ်မှတ်ထားကြပါတယ်။သို့သောဒီနေရာမှာလူတွေကစီးပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေကြပါတယ်။ ရောင်းဝယ်ဖောက်ကန်လျက်ရှိနေကြတာကိုအရင်ခရစ်တော်တွေ့ရှိခဲ့ပြီးတော့မြတ်ထပ်ပြီးတော့အာအိမ်ဒီဇူတောင်းရအိမ်ဖြစ်ရမည်လို့ပြောဆိုထားတဲ့ကျမ်းပိုက်ကိုပြန်လဲဖော်ပြကဆုံးမခဲ့ပါတယ်။ရှင်တို့မူကားခိုးရရဲ့နေရာဖြစ်စီပြီးဆိုပြီးတော့ဝင်ခဲ့ပါတယ်။သူတို့ကိုနှင်ထုတ်ခဲ့ပါတယ်။ဒီစကားတွေဟာဒီနေ့ကျွန်တော်တို့ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေ မတရားမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘလို့ယုံထွက်ပြီးရှင်းသင်ကြမလဲဆိုတော့မိမောထူပြနေပါတယ်။ဓမ္မတစ်ချက်အနေနဲ့တန်ရှင်းရာဌာနတွေကိုကျွန်တော်တို့ပြန်လည်ထူထောင်ရပါမယ်။ဝိနေရှင်မေရမာရီယာဟာငယ်ရစဉ်ကတည်းကဘုရားသခင်အတွက်အပြည့်အဝဆက်ကအနန္တထားတဲ့ဘဝကို ပုံသက်ဒီကောင်ပြခဲ့ပါတယ်။မေရသခင်မရဲ့နှလုံးသားသူ့ရဲ့ဘဝတစ်ခုလုံးဟာ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်ခဲ့ပါတယ်။ခင်ခရစ်တော်ဟာဗိမာန်တော်ကိုတန်ရှင်းစေတဲ့ကဲ့သို့မေတော်သခင်မောက်ကိုလည်းတန်ရှင်းစေခဲ့ပါတယ်။ကျွန်တော်တို့ရဲ့စိတ်နှလုံးသားတွေကျွန်တော်တို့ရဲ့အတိုင်းဝိုင်းတွေကျွန်တော်တို့ရဲ့အံ့ဝန်းချင်ကိုတန်ရှင်းစေရပါမယ်။လောဘတွေမတရားတာတွေမျက်ထုတ်မှုတွေနိုင်ကျင့်မှုတွေကိုကျွန်တော်တို့တန်ဆင်ဖို့လိုအပ်ပါတယ်။ တို့တွေအားလုံးဟာဒီလိုကြီးမားတဲ့ဝေဒနာတွေကိုအခုအချိန်မှာခံစားနေရပါတယ်။ဒီဝေဒနာတွေကိုခံထမ်းနိုင်ဖို့ရာအတွက်ကျွန်တော်ရဲ့ဘဝတွေကိုဆူတောင်းရအိမ်အဖြစ်ပြန်လဲတည်ဆောက်ကြရပါမယ်။တရားမှုတွေကြားထဲမှာကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုထိမ့်သိမ်းထားနိုင်ဖို့ရာအတွက်ရခင်ကိုပုံမှန်မိခိုရန်လိုအပ်တယ်ဆိုတာကိုဒီနေ့ထောက်ရှင်းနိုင်ပါမယ်။ဆူတောင်းခြင်းဟာကျွန်တော်ရဲ့ဘဝ ဝိညာဉ်ရေးခွန်အားဝိညာဉ်ရေးအရင်အမြစ်တစ်ခုဖြစ်လာရပါမယ်။ဒုတိယတစ်ချက်အနေနဲ့ဆူတောင်းခြင်းမှသည်ဖြောင့်မတ်သောဘဝတတကျင်ခရစ်တော်ဟာဗိမာန်တော်ကိုတန်ရှင်းစေရန်အတွက်စကားဖြစ်တာမဟုတ်ဘဲနဲ့လက်တွေ့တုံ့ပြန်ခဲ့ပါတယ်။နူရို့အတွက်အလွန်အရေးကြီးတဲ့သင်ခန်းစာဖြစ်ပါတယ်။ဒီခုကဲ့သို့ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ရမှာ ယုံကြည်ခြင်းဘုရားခင်ပေါ်မှာထားတဲ့ကျွန်တော်ရဲ့မျှော်လင့်ချက်ဟာလက်ပတ်ကြည့်နေဖို့ရန်ဆိုလိုခြင်းမဟုတ်ပါဘူးကျွန်တော်ရဲ့ပဂတိအခြေအနေမှာခံစားနေရတဲ့ဝေဒနာတွေကိုကြော်လှဖို့ရန်အတွက်ကျွန်တော်တို့ဟာဖြောင့်မတ်တဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ဖို့ရန်လိုအပ်လာပါတယ်ဒုက္ခပင်လေဝေစေတဲ့စနစ်တွေကိုငြိမ်းချမ်းစွာတွန်းလှန်ကြဖို့ချင်းချင်းကူညီဆောင်ရှောက်ကြဖို့ တရားမှုတွေဖြစ်နေတဲ့အခြေအနေတွေကိုပြောင်းလဲပြစ်ဖို့ရန်အတွက်ကျွန်တော်တို့တွေတတိရှိရမယ်ဆိုတာကိုအောက်ရှင်းနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဆူတောင်းခြင်းဟာကျွန်တော်တို့ရဲ့ဘုရားပေါ်မှာထားတဲ့ယုံကြည်ခြင်းဟာဒီလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့တိုက်တွန်းအပေးနေမှာဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အခက်အခဲတွေကိုဘုရားသခင်ရဲ့စကားတော်နဲ့တုံ့ပြန်ရပါမယ် ခင်ခရစ်တော်ဟာဗိမာန်တော်ကိုတိုက်ဆင်းစေပြီးနောက်လူတိုင်းကိုနေရာမှာ သူ့ရဲ့စကားတွေကိုကြားနိုင်ဖို့နှိစင်တုံတင်တယ်လို့ပြောဆိုထားပါတယ်။လူအများစုကကိုရဲစကားတွေကို နားထောင်ကြတော့လဲပဲအဲ့ဒီခေတ်ကာလကအာနာရှိတဲ့သူတွေဖြစ်ကြတဲ့ပရောဟိတ်ကြီးကဲများတွေကတော့ကြံတက်ဆရာတွေကတော့ရောကို တပ်ဖြတ်ကိုရန်ကြံစီခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာအမှတရားကိုပြောဆိုခြင်း၊ရာသခင်ရဲ့အလိုတော်ကိုလိုက်နာခြင်း၊ဒီအရာတွေကိုလုံဆောင်ခြင်းကြောင့်ခဲခဲတွေနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။သို့ပင်တော်လည်းပဲသခင်ခရစ်တော်ကတော့မကြောက်မရွံ့နေတိုင်းပုံသင်ခဲ့ပါတယ်။ကျွန်တော်တို့လည်းဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်နှုတ်ကပတ်တော်ကိုဆွဲကံထားပြီးကြောက်ရွံ့ခြင်းမရှိဘဲနဲ့ ်မှန်တရားအတွက်ဖြောင့်မတ်ခြင်းအတွက်မေတ္တာအတွက်ကျွန်တော်တို့တွေကျွန်တော်ဘဝကိုယက်တည်ရပါမယ်။လူနဲ့တူရိုင်းပင်ကူညီကြဖို့ကောင်းပုံဖြန့်မှုတွေနိုင်စားကြတာတွေကို စနစ်တကျတွန်းလှန်ကြဖို့ဘုရားသခင်ရဲ့လမ်းစဉ်တွေနဲ့လှုံ့ဆော်မှုလိုအပ်လာပါမယ်။ဘုရားသခင်ရဲ့ဉာဏ်ပညာဟာလောကရဲ့ဉာဏ်ပညာထက်တအားလုံးလဲဆိုတာကိုကျွန်တော်တို့သိရပါမှာ။အဲကြောင့်ဒီက ။ဒါကြောင့်ဒီကုန်းချုပ်အနေနဲ့လည်းအရှူရမယ်ဆိုရင်မေရော့တ်ခင်မကိုဝိမာန်တော်မှာပူဇော်အပ်နိုင်တဲ့ပုံသက်တည်နဲ့ဒီကင်ခရစ်တော်ရဲ့ဝိမာန်တော်ကိုတရှင်းစကြစေတဲ့ဒီဝင်လူတရားတော်ကတဆင့်ကျွန်တော်အားလုံးဟာဒီခုကဲ့သို့ဒုက္ခရောက်နေတဲ့ကြားထဲမှာဆင်းရဲမွေးတေမှုတွေကြားထဲမှာပြန်လဲယုံထားကြဖို့ဝါပေးနေပါတယ် မြန်မာတစ်ချက်အနေနဲ့ကျွန်တော်တို့လှုပ်ဆောင်ရမှာကကျွန်တော်တို့ဘဝတွေကိုဘုရားသခင်ရဲ့ဗိမာန်တော်တွေအဖြစ်ဆောက်ကြရပါမယ်။ဆက်လက်ပြီးတော့ဆူတောင်းခြင်းအပြင်ခွန်အားယူပြီးလက်တွေ့ကိုယ်စီဘဝတွေမှာအတရားမှုတွေနဲ့ပျက်စီးခြင်းလမ်းစဉ်တွေကိုဘုရားသခင်ရဲ့လမ်းစဉ်တွေနဲ့ရင်ဆိုင်ကြရမယ်ဆိုတာတွေကို ထောက်ရှုပြီးတော့ကျွန်တော်ခရိယန်တွေဟာခင်ခရစ်တော်ရဲ့လမ်းစဉ်တွေအတိုင်းကျင့်ကြံသွားနိုင်ကြဖို့ရန်လက်တွေ့ ုံသက်သေးကောင်းတွေပြနိုင်ဖို့ရအတွက်ယူစားဖို့ခွန်အားယူလျက်ကျွန်တော်ဘဝအသက်တာကိုရှင်သန်ကြပါစို့